်မင်္ဂလာပါရှင်2025ခုနှစ်မေလ12ရက်နေ့အတွက်မူးလီဝတ္တနယ်ဇလားဗေဒသတင်းများကို နေပြည်တော်မူးလီဝတ္တနယ်ဇလားဗေဒညွှန်ကြားမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ချီနေများမှာကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်3ဒီဂရီဆက်စီယမ၄ဒီဂရီဆက်စီယအထိနဲ့ ရှင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အေရဝီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမေလရဲ့ပုံမှန်ပူချိန်တို့ထက်2ဒီဂရီဆက်စီယပ်ပိုခဲ့ပြီးရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမေလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။ 2025ခုနှစ်မေလ17ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်များမှာမြင်းချံမြို့မှာ42.5ဒီဂရီဆက်စီယက်6မြို့မှာ42.2ဒီဂရီဆက်စီယက်စောင်းတူမြို့နယ်မကွေးမြို့တို့မှာ47.9ဒီဂရီဆက်စီယက်စီအောင်လမ်းမြို့မှာ47.6ဒီဂရီဆက်စီယက်မြင်းမှုမြို့မှာ47.5ဒီဂရီဆက်စီယက်ခံကုန်းမြို့မှာ47.2ဒီဂရီဆက်စီယက် ။ပခုတ်ကူမြို့နယ်ရွှေဘိုမြို့တို့မှာ41ဒီဂရီဆယ်စီယက်စီနဲ့မုံရမြို့မှာ40ဒသမ6ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားဝယ်ရမူရချိန်များမှာတိန်စီယက်မြို့မှာ3ဒသမ43လမ်းမတာယာဝတီမြို့မှာ3ဒသမ35လမ်းမညာဦးမြို့မှာ3ဒသမ31လမ်းမဘီလင်းမြို့မှာ2ဒသမ8ခွန်းလမ်းမမြောက်ရီမြို့မှာ2ဒသမ83လမ်းမ ခရမ်းမြို့မှာနှစ်တသမာခွင်6လက်မအုတ်ကံမြို့မှာနှစ်တသမာ36လက်မမထောင်မြို့မှာနှစ်တသမာ7ခွင်လက်မပေါင်မြို့မှာတစ်တသမာ9ခွင်လက်မနဲ့ရွှေချင်းမြို့မှာတစ်တသမာ69လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနအိခွဲချိန်မူလီဝတဂျူရူမှာဖမ်းရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထွက်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်ထူထပ်နေပါတယ် မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေလျားရာနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးစီးကျွေးခြင်းစတဲ့မူလဝတ္ထဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ တိန်တတမတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသတွေမှာ လေပြားရော်နေနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာမြန်မာကန်ရတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းတတမလိုင်းကြီးနိုင်ပါတယ်မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြမ မြမကန်ဝေရာတချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာခုနှစ်ပေမှ9ပေကန်ရှိနိုင်ပါတယ်။မနှက်ပြမနှက်အထိခံမှန်းချက်များအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိစိနဲ့ကချင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီး ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြားမိုးထစ်ကြုံရွာပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ် အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ဖရောင်းနဲ့ဒီတော့အတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီ ဖာရင်ဟိုက်နဲ့အနှိမ်ဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဒီတော့အတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယက် 95ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်စီယက်83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ဝိုက်အတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသချင်းနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခမ်းမန်းချက်များအနည်းငယ်ကတော့မြဝကျွမော်ဒီတာများမှာထိချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းနေတဲ့အချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပေတာ သတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါသေးရှင်။